ရဲ့စိတ်ကူးရင်တဲ့အရာကအင်မတန်ရေးကြီးတယ်။ပြန်ပြောမယ်နော်။လူတိုင်းလူတိုင်းမှာကျွန်တော်သလုံးသားထဲမှာလေ format ချတယ်။ပုံစံချတာပြီးသားရှိတယ်။တကယ်တော့လူတယောက်တိုးတက်တယ်မတိုးတက်ဘူးအောင်မြင်တယ်မအောင်မြင်ဘူးကောင်းကြီးရတယ်မရဘူး။ ုဘုရားသခင်ကြီးမြောင်လို့ရတယ်ဓမ္မမုံကြီးစာရန်ကသူ့ကိုဆွဲချသွားတယ်အားလုံးဟာဘာနဲ့ပဲဆိုင်လဲဆိုလူရဲ့နှလုံးသားနဲ့ပဲဆိုင်တချို့ကမတိုးတက်ဘူးမတိုးတက်ဘူးမတိုးတက်ဘူးနော်ဟာအားခလူကြောင့်နိုင်ငံကြောင့်ပတ်စံကြောင့်အခြေအနေကြောင့်ဟလာအားငါမိသားစုကြောင့်နော်မဟုတ် တယ်မတိုးတက်ဘူးအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကအဓိကတရားရာခိုင်နှုန်းတရားရာခိုင်နှုန်းရှိမယ်ဆိုရင်တရားခိုင်နှုန်းကပဝင်းကျင်နေသူများဒီတော့အချိန်နေရောက်တရားခိုင်နှုန်းဖြစ်မယ်ဆိုပေမဲ့99ရာခိုင်နှုန်းကတင်နေပဲဆိုင်ကြပါငါနေပဲဆိုင်တယ်ငါနေပဲဆိုင်တယ်အဲ့တော့လူတိုင်းမှာနှလုံးသားထဲမှာပုံစံချလာပြီးသားဥမာ ကျန်းစာမှာနှုတ်ကပတ်တော်ကိုရေနဲ့ခိုင်းနိုင်တယ်။ဘာနဲ့ခိုင်းနိုင်လဲ။ရေနဲ့ရေနဲ့ခိုင်းနိုင်။တန်ရှင်သောဝိညာဉ်တော်လည်းရေနဲ့ခိုင်းနိုင်တယ်။ Okay ။ဒီဘူးထဲမှာရေရှိတယ်။ဒါပေမဲ့ရေမှာရှိတ်မရှိဘူး။သူ့ရဲ့ပုံတံတန်မရှိဘူး။ तू ကဒီရေဘူးထဲကိုဒီပုံတံတန်ရှိတဲ့ရေဘူးထဲကိုဝင်ရင်အဲ့ဒီရေကအဲ့ဒီပုံတိုင်းဖြစ်သွားတယ်။လေးတောက်ဘူးထဲဝင်ရင်လေးတောက်အဝိုင်းဘူးထဲဝင်ရင် ားဘူးရဲ့ပုံတံတားလားဘူးရဲ့ပုံတံတားမြောင်ကြည့်တာတော့ဒါဆိုရင်ရေကဘယ်ရဲ့ပုံတံတားအတိုင်းပြောင်းသွားတာလဲဘူးရဲ့ပုံတံတားအတိုင်းပြောင်းသွားဒါဆိုအဲ့ဘူးကဘာလဲဆိုတော့တစ်နှလုံးသားဘူးကနှလုံးသားဒါဆိုရင်တင်းနှလုံးသားကဝိုင်းနေရင်နှုတ်ကပတ်တော်ကတင်းတဲ့ဝင်လာရင်ဘာပဲဖြစ်သွားမလဲဝိုင်းသွားမှာတင်းကလုံးနေရင်နှုတ်ကပတ်တော်ကတင်းတဲ့ဝင်လာရင်ဘာဖြစ်သွားမလဲ လုံးသွားမှာ၄တောက်ဖြစ်တယ်ဆိုရင်တင်းနှလုံးသားထဲကိုနှုတ်ကပတ်တော်ဝင်လာဘယ်သာမလဲ၄တောက်ဒါဆိုရင်နှုတ်ကပတ်တော်က၄တောက်ဆိုရဲပုံတံမဟုတ်ဘူးတင်းရဲ့နှလုံးသားဟာအဲ့ဒီ format ရှိလို့ဖြစ်တယ်တော်ကြံတော့အရေးကြီးတယ်ဒီနေ့ပေးချင်တဲ့ message အရေးကြီးတယ်တိုးပေမဲ့အရန်အရေးကြီးတယ်လူတယောက်ကိုဆွဲမလာရော ူတယောက်ကိုဆွဲမှဖျားခတောင်မှကျွန်တော်တို့ကိုဆွဲမှခြင်းနှလုံး